ားလုံးမင်္ဂလာပါဒီကနေ့ကနောက်ဆုံးရအားကစားသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ အက်တလန်တာအသင်းရဲ့တိုက်စစ်ကစားမှာဖြစ်တဲ့လွတ်မန်စ်ကတော့ January Transfer Window မှာပဲအက်တလန်တာအသင်းကနေထွက်ခွာဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့မှ Favordos London ကဖော်ပြထားတယ်။လက်ရှိမှာတော့ဒီကစားသမားကိုခေါ်ယူဖို့ပေါ့လေဥရောပအသင်းတွေဖြစ်တဲ့ဒါတစ်ဖက်က Tottenham Hotspur အသင်းနဲ့ဒါ Spain La Liga ကလပ်တစ်သင်းဖြစ်တဲ့ Atletico Madrid အသင်းတို့ကခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်။လက်ရှိမှာ Nigeria တိုက်စစ်ကစားသမားကို Atletico Madrid အသင်းကပြောင်းရွှေ့ချိန် Euro 60ဝင်ချင်တဲ့ခေါ်ယူသွားဖို့ကြိုးပမ်းနေတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့လေ။ဆို ါ့တစ်ဖက်မှာတော့ Liverpool တင်းကလမ်းမနွေစီ transfer window မှာကလပ်တင်းကနေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားနိုင်တဲ့အသင်းရဲ့ Egypt တောင်မှာကစားသမားဖြစ်တဲ့ Musa Light ရဲ့နေရာမှာအစားထိုးနိုင်ဖို့ကစားသမား option တွေကိုပြင်မှတ်ထားနေတယ်။လက်ရှိမှာတော့ဒါကျွန်တော်တို့ပေါ့လေပြီးခဲ့တဲ့ရာသီ Crystal Palace အသင်းကနေကျွန်တော်တို့ Bayern Munich အသင်းကိုဒီပေါ့လေပြောင်းရွှေ့သွားတယ်။ပြင်းထန်တောင်မှကစားသမားဖြစ်တဲ့ Michael Olise ကိုခေါ်ယူဖို့ Liverpool အသင်းဘက်ကစိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်။ဒါကြောင့်မလို့ လီဗာပူးအသင်းကကျွန်တော်တို့မူဆာလတ်ရဲ့နေရာမှာအစားထိုးနိုင်ဖို့မိုက်ကယ်အိုလီဆေးကိုခေါ်ယူဖို့စိတ်ဝင်စားနေရလဲဖြစ်တယ်။ဘတ်ရှိတဲ့အသင်းကတော့ဘာစီလိုနာအသင်းရဲ့ဂိုဒမာဖြစ်တယ်ဗောလေ။ဒါစတီကန်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပေါ်ပြထားတယ်။ပြီးခဲ့တဲ့တရာစီလုံးအင်ဂျူရီအခြေအနေကြောင့်မလို့ဒါဘွားထောက်ခွင့်ပျောက်ဆုံးနေပြီးတော့မှဒီရာစီမှာလည်းကျွန်တော်တို့ဗောလေဂိုဒမာဖြစ်တဲ့ဆက်စနီရဲ့နောက်မှာဒါဒုတိယဦးစားပေးကစားသမားဖြစ်နေတဲ့အတွက်ကစားသမားကမပျော်ရွှင်နေဘူး။ဒါကြောင့်မလို့လက်ရှိမှာအသင်းဘွားထောက်ခွင့်ပုံမပေးနိုင်တဲ့အသင်းအသင်းကိုထွက်ခွာခြင်းနဲ့ လက်ရှိမှာဒါကျွန်တော်တို့ပေါ့လေဒါဘက်ရှိတဲ့အသင်းကကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှပေါ်ပြထားတယ်ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့မန်ချက်စတာစီးတီးတစ်ဖက်ကတော်တယံဟော့စပါနဲ့အက်စတွန်ဗီလာအသင်းတို့ကတော့ဒါကျွန်တော်တို့ဘုံမောက်အသင်းရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ဆီမီညိုကိုခေါ်ယူဖို့အပြိုင်ကြိုးပမ်းနေတယ်ဆိုပြီးတော့မှဒေးလီမိုင်းနပ်စ်ကပေါ်ပြထားတယ်ဒါဒီအသင်းတွေကပေါ့လေလက်ရှိကစားသမားနဲ့ညှိနှိုင်းမှုရအောင်ကြိုးပမ်းနေတဲ့အခြေအနေမှာပဲမန်ချက်စတာယူနိုက်တက်အသင်းကဂျန်နရယ်ထရန့်စပါဝင်းဒိုးမတိုင်ခင် စီမင်းညိုနဲ့ဒါ United အတင်းချာမှာသဘောတူညီမှုရအောင်ဒါကျွန်တော်တို့ပေါ့လေ United အတင်းကအကျိုးပေးနေတယ်ဆိုပြီးတော့လေဖော်ပြထားတယ်ရီယယ်မက်ဒရစ်အတင်းရနေပြဖြစ်တဲ့ဇာဗီအလွန်ဆိုကတော့သူ့အနေနဲ့ကလပ်အတင်းတွတ်ပေါ့လေကွင်းလေကစားသမားတယောက်ကိုခေါ်သွားဖို့ဆန္ဒရှိနေတယ်ဒီချိန်မှာဒါကျွန်တော်တို့လီဗာပူးအသင်းရဲ့ဒီအချိန်မှာခြေစွမ်းပြနေတဲ့ကွင်းလေကစားသမားဖြစ်တဲ့ဂမရာဗတ်အပါဝင်ဒါကျွန်တော်ချဲစီအသင်းရဲ့အာဂျင်တိုင်းနဲ့ကွင်းလေကစားသမားဖြစ်တဲ့အန်ဆူဖာနာဒန်တစ်ဖက်မှာတော့ဒါကျွန်တော်တို့လီဗာပူးအသင်းရဲ့ အာဂျင်တိုင်းနာကွင်းလေကစားမှာပဲဖြစ်တယ်ပေါ့လေမတ်အလက်စကာတို့ကိုခေါ်ယူဖို့ဒါစားပြီးအလွန်ဆိုကဆန္ဒရှိနေဆိုပြီးဖော်ပြထားတယ်။အရှိမတော့ဒီပေါ့လေမတ်အလက်စကာကိုယ်တိုင်ကလည်းဘာဘူးတင်ကလည်းထွက်ခွာသွားဖို့ကြိုးပမ်းသွားမှာမဟုတ်သလိုချက်စီတင်ကလည်းဒါကျွန်တော်တို့ပေါ့လေအန်ဆိုဖာနာတက်ကိုရောင်းချသွားမှာမဟုတ်တဲ့အတွက်ကင်မရာဘက်တစ်ယောက်တည်းကိုဒါဒါကျွန်တော်ရေးမစတဲ့အတင်ဘက်ကအရောက်ခိုးဖို့ကြိုးပမ်းနေတာလည်းဖြစ်တယ်။ဒါတစ်ဖက်မှာတော့ကျွန်တော်ပမီရဲ့တိုက်စစ်ကစားမှာဖြစ်တဲ့ဘရာရူကူကတော့မန်ချက်စတာယူနိုက်တက်အတင်းရဲ့ကလပ်မှုကိုပယ်ချခဲ့တယ်ဆိုပြီးဖော်ပြထားတယ်။ဆိုတော့ကစားသမားက ီးရတဲ့ရာသီကကျွန်တော်တို့ပေါ့လေဒါဘာစီလိုနာအသင်းကနေအငှားထွက်ကစားရတဲ့ဘာစီလိုနာမှာခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့အခြေအနေကနေအတူအနေနဲ့ပေါ့လေတခြားသောအသင်းတွေရဲ့ကလပ်မှုကိုပယ်ချပြီးတော့မှဘာစီလိုနာအသင်းကလာထပ်ပြီးတော့ကန့်လန့်ခဲ့မယ်ဆိုရင်ဘာစီလိုနာအသင်းကိုပဲပြောင်းရွှေ့ကစားခြင်းလည်းဆိုပြီးဖော်ပြထားတယ်ပေါ့လေဆိုတော့ချစ်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်